မင်္ဂလာပါရှင်ဧပြီလ26ရက်စနေနေ့ရွှေရံကုန်းရဲ့ရောင်းကုန်တခွင်သတင်းဆောင်လေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစွာတင်ဆက်မယ့်သတင်းကတော့ရေစီးရလာကောင်းမွန်ရေဒုတိယမြို့တော်ဝန်စစ်စေးရဲ့သတင်းဖြစ်ပါတယ်။ ရန်ကုန်မြို့တော်စီရင်သားရေးကော်မတီဒုတိယဥက္ကဋ္ဌဒုတိယမြို့တော်ဝန်ဦးညီညီဟာကော်မတီဖွဲ့ဝင်များဌာနမှူးများနဲ့တာဝန်ရှိသူများလိုက်ပါလျက်ဧပြီလ25ရက်နေ့နာ9မိနစ်30ကရန်ကုန်မြို့တွင်ရေစီးလာကောင်းမှုစီရင်နေရေကြီးရန်မှူးများပဲဖြစ်စေရန်အတွက်လမ်းမတော်မြို့နယ်ရှိရန်ကုန်ပြည်သူစေယုံကြီးအတွင်မှစတင်ပြီးရွာသစ်ချောင်းမှတစဉ်ရန်ကုန်မြို့တွင်စီဝင်နေဖုန်ချင်းလမ်းရှိကျုံကြီးရှင်များကို၎င်းရွာသစ်ချောင်းမြစ်ထွက်ပေါက်ရေတကာအား၎င်း ဘွေတထောင်မြို့နယ်ကန္နာလမ်းမပေါ်ရှိဘုံမြထုံမြထွက်ဘဝ၎င်းအင်ဂျင်နီယာဌာနရစီအီလာစီမံခန့်ခွဲမှုမှဝန်ထမ်းများကအမိုက်များမြောင်းချိနေနှုံများစိတ်ယူဆောင်ရနေမှုကိုတွေ့ရကြည့်ရှုစစ်ဆေးကဒုတိယမြို့တော်ဝန်ကအမိုက်နဲ့နှုံများအားစိတ်ယူပြီးစနစ်တကျစွန့်ပြေးရန်ခြောက်ပေးစုံမှုမရှိစေရမြထွက်ပေါက်ထိဆက်လက်ရှင်းလင်းရန်မှာကြပြီးလိုအပ်သည့်များဖြည့်ဆည်းဆောင်ရွက်ပေးကြောင်းသိရပါသည်ဒီသတင်းကိုတော့အောင်မြင်ကပေးပို့ထားပဲဖြစ်ပါရဲ့ရှင် ဆလတ်တင်ဆက်မဲ့တဲ့ရင်ကတော့ကြီးမြတ်နိုင်မျိုးနယ်ရင်းမျိုးနယ်အစင်ကာယပညာစင်ပွားတင်နန်းဖွင့်လှစ်တဲ့တဲ့ရင်ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအလွန်ခရိုင်ကျင်းမနိုင်မြို့နယ်အမတ်ဒီအခြေခံပညာထက်တန်းကျောင်းတွင်ဧပြီ25ရက်နေ့နနစင်နာရီကမြို့နယ်အစဉ်ကာယပညာဆင့်ပွားသင်တန်းဖွင့်လှစ်ရာမြို့နယ်ပညာရေးမှူးဆရာမကြီးဒေါ်သန်းတန်မောကသင်တန်းဖွင့်မှာစကားပြောကြားကြောင်းသိရပါသည်။အဆိုပါသင်တန်းကိုအခြေခံပညာကျောင်းများမှသင်တန်းသူ12ဦးတက်ရောက်ကြပြီးဧပြီ25ရက်မှ28ရက်အထိဖွင့်လှစ်မှာဖြစ်တယ်လို့သိရပါသည်ရှင်။ဒီသတင်းကိုတော့ခိုင်စာလင်းကပေးပို့ထားပဲဖြစ်ပါသည်။ နောက်ထပ်တဲ့စာမေးသတင်းကတော့ဒဂုံမြို့သိစေကံမြူနယ်တွင်စားလို့ရေလုပ်ငန်းသုံးပစ္စည်းအယောင်ဆိုင်များကွင်းစစ်စစ်တဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့သိစေကံမြူနယ် ML60 61ရပ်ကွက်များရှိစောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းအယောင်ဆိုင်များအောင်ဧပြီလ25ရက်နေ့နေ့တွင်မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုဦးအောင်မျိုးသူဦးဆောင်ပြီးမြို့နယ်ရဲတပ်ဖွဲ့မြို့နယ်စီမံခန့်ခွဲအုပ်ချုပ်ရေးမှုရှုံးပြည်ပင်အခွန်များဦးစီးဌာနစားသုံးသူရေးအဦးစီးဌာနနှင့်အထူးစုံစမ်းစစ်ဆေးရေးတို့မှတာဝန်ရှိသူများက အုတ်သေးချောင်းဖီလန်မြင်းနဲ့တန်ချောင်းများအားစေနှုတ်မြင့်တင်ရောက်ချခြင်းစေကစားရန်ဤဝဲချက်ဖြင့်ကြာရှိစွာဒူလောင်တဲ့စီထားမှုမရှိစေရေးချက်မှတ်စစ်ဆေးကြကြောင်းသိရပါတယ်ဒီသတင်းကိုတော့ဖြိုးဆန္နာကပေးပို့ထားပဲဖြစ်ပါတယ်ရှင်နောက်ဆုံးနဲ့ဆက်မဲ့တဲ့တင်ကတော့အလုံမြွနယ်တွင်သွေးလုံးတော်ကိုယောဂကကွယ်ရေးလုပ်ငန်းများဆောင်ရွက်တဲ့တင်ဖြစ်ပါတယ် အလုံမျိုးနယ်တွင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ HA1 ဦးတန်းနိုင်ဦးဆောင်သောကျန်းမာရေးဝန်ထမ်းများနှင့်သူနာပြူတကသူចောင်းသားចောင်းသူများဟာရက်ကွက်အုပ်ချုပ်ရေးမှုပြည်သူ့ကျန်းမာရေးဌာနမြို့နယ်စီပင်တရားအုပ်ချုပ်ရေးမှုရုံးမြို့နယ်ကြက်ချင်းဤအသင်းတို့နှင့်ပူးပေါင်းပြီးတွဲလုံတော်ကွေယောဂါကောက်ွေးလုပ်ငန်းများကိုဧပြီလ25ရက်နေ့ပိုင်းကစောရံပိုင်းအနောက်ရက်ကွက်သို့ကွင်းဆင်းပြီးဆောင်ရွက်ကြောင်းသိရပါတယ်ဒီသတင်းကိုတော့ရောအေယာကပေးပို့ထားပါပဲဖြစ်ပါတယ်ရှင်